ားလုံးပဲမင်္ဂလာပါ JDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပိုနေကကတော့သူနဲ့ Rider Director တို့ရဲ့တွဲဆိုင်ကဘယ်လိုမျိုးဖြစ်လာတလဲဆိုတာကိုလည်းထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်လာမယ့်မေလရဲမှာကျင်းပသွားမယ့် UFC Fight ပြိုင်ပွဲမှာဒီတွဲဆိုင်ကတော့ပါဝင်လာမှာလည်းဖြစ်ပါတယ်ဘွနကေကိုရိုင်ကတော့ရန်နီယာနဲ့ထိုးဖို့အတွက်ကိုဆန္ဒရှိခဲ့တာဖြစ်ပြီးတော့ပွဲတည်ပေးဖို့အတွက်ကလည်း UFC ထံကိုတောင်းဆိုခဲ့တာလို့သိရပါတယ်။ဒီတွဲဆိုင်ဖြစ်လာဖို့အတွက်ကျွန်တော်ကိုရိုင်ပဲတောင်းဆိုခဲ့တာပါ။ဘာလို့တောင်းဆိုရတယ်လဲဆိုရင်တော့ဒီတွဲဆိုင်ကစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်လေးဖြစ်လာနိုင်ကြောင်း ခိုင်လုံတဲ့အကြောင်းပြချက်တွေလည်းရှိနေလို့ပဲဖြစ်ပါတယ်။ကျွန်တော်ပြန်ပတ်ကတော့တခြားသောအဖွဲ့အစည်းတွေမှာရောလက်ရှိ USB မှာပါအောင်မြင်မှုတွေရယူပြထားနိုင်ခဲ့ပါတယ်။သူကတော့ record မှာဆိုရင်လည်းပွဲသိမ်းနိုင်ပွဲတွေအများကြီးကိုမှတွေ့ရပါတယ်။ဒီဘက်ကတော့ကျွန်တော်အတွက်ကိုနောက်ထပ်တစ်ဆင့်ကိုတက်မဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အမြဲကိုပို့ပို့ပြီးတော့ကောင်းနေပြန်ပတ်တွေနဲ့ပဲရင်ဆိုင်ကြနေတာပါဆိုပြီးတော့ဘိုနီကယ်ကတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဘိုနီကယ်ကတော့အရင်တုန်းက ranking ဝင်ခဲ့တဲ့ပြင်မယ်လို့နောက်ပိုင်းမှာပြန်ပြီးတော့ပြုတ်သွားခဲ့ရတာပါ။ သူကတော့ ranking နဲ့ပတ်သက်လို့လဲဝေဖန်သွားခဲ့ပြီးတော့ဒနာဝိုင်းကတော့သူ marketing စင်ဖို့အတွက်ကိုမှလှုပ်ချင်တိုင်းလုပ်နေခဲ့တာလို့လည်းမှတ်ချက်ပေးသွားခဲ့ပါတယ်။ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ ranking ဆိုတာတွေကတကယ်ကိုအရေးမပါပါဘူး။ marketing တက်တက်လို့ပဲကျွန်တော်မြင်ပါတယ်။အခုဆိုရင်တော့ ranking အဆင့်9က fighter ကတော့ခပတ်လူခွင့်ရနေကြတာမြင်နေအတိုင်းပါပဲ။တကယ်ဆိုရင်တော့ခပတ်လူခွင့်က ranking အဆင့်1ဒါမှမဟုတ်ရင်အဆင့်2 fighter ကရတဲ့နာပဲဆိုပြီးတော့ပါပြောသွားခဲ့တာလည်းဖြစ်ပါတယ်။ ။နဗန်သမားနဲ့ဂျဂျစ်ဆုသမားတို့ထိတ်တိုက်တွေ့ကြမဲ့ဒီပွဲဟာဆိုရင်တော့အပြိုင်လုံးကြမဲ့ပွဲတစ်ပွဲလည်းဖြစ်လာဖို့ရှိနေပါတယ်။ Ryanair ဒီရိုက်တာကတော့ UFC ကိုရောက်လာတဲ့အထီးကမှအချိန်မပြောင်းသေးပဲနဲ့သူ့ရဲ့ပြိုင်ဘက်တွေကိုစကက်စစ်ထိုးတာတွေလုပ်နေတော့မဲ့ဖြစ်ပါတယ်။သူရဲ့စကားစင်ထိုးတာတွေက UFC လို marketing ပုံစံမျိုးနဲ့ပရိသတ်တွေကိုဆွဲဆောင်ရတဲ့အဖွဲ့အစည်းတွေမှာပို့ပြီးတော့ကင်ညီပိုင်းအခုလဲ Ryanair ကသူ့ရဲ့ပြိုင်ဘက် Bonnekel ကိုစကားစင်ထိုးတာတွေကိုစတင်လှုပ်ဆောင်လာခဲ့ပြီလေဖြစ်ပိုင်း Ryanair ကတော့ရှုပ်ပွဲမရှိသေးလို့မြောက်ကြွမြောက်ကြွဖြစ်နေသေးတဲ့ Bonnekel ကိုချိုးနှိမ်ပြမယ်ဆိုပြီးတော့ပြောသွားခဲ့တာပါ အခုသူ့ကိုကြည့်ရတာနည်းနည်းတော့မန်တက်နေပုံရပါရင်တခါတော့ကကျွန်တော်ကိုကျွန်တော်လည်းပြန်ပြီးတော့မြင်ရောင်မိပါရင်သူ့အနေနဲ့အများကြီးကိုလှုပ်ပြဖို့ကြံနေတည်တယ်ဆိုတာကိုမမေ့ထားစေချင်ပါဘူးတချိန်တုန်းကတော့ကျွန်တော်ကလည်း16ပွဲထိုးရှုံးပွဲမရှိဘူးဆိုတဲ့ fighter တယောက်ဖြစ်ခဲ့တာပါအဲ့ဒီတုန်းကကျွန်တော်ကိုယ်တိုင်ကလည်းမန်တက်ခဲ့မိပါရင်ငါအတွက်ပြန်ပဲမရှိဘူးလားဆိုပြီးတော့တော့တွေးမိတဲ့အထိပါအခုဒီလိုမျိုးဖြစ်နေတဲ့ဘိုနီကယ်ကိုလည်းကျွန်တော်ချိုးနေပေးသွားမှာပါဆိုပြီးတော့ Randian Director ကတော့ပြောသွားခဲ့တာလည်းဖြစ်ပါတယ်။1172ပြိုင်ပွဲကြီးဟာဆိုရင်တော့အောင်မြင်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ ဂျပန်ဈေးကွက်ကိုထိုးပေါက်ခြင်းနဲ့ဝမ်ချမ်ပီယံရှစ်အတွက်ကလည်းဂျပန်ဖိုက်တာတွေချမ်ပီယံဖြစ်ခဲ့တာကြောင့်လည်းအမျက်ထွက်စေခဲ့ပါပြီ1172မှာနိုအီရီနဲ့ယူယာဝါကမ်ဘတ်ဆူတို့ကချမ်ပီယံတွေဖြစ်လာခဲ့ကြပါပြီဒါကြောင့်မလို့နောက်ပိုင်းမှာလည်းဝမ်ချမ်ပီယံရှစ်အတွက်ဂျပန်ဈေးကွက်ကိုဆက်အားကိုးနိုင်တော့မယ့်အနေအထားမျိုးကိုလည်းတွေ့ရပါပြီ1172ကိုပရိသတ်တသောကွဲထိကိုမှကွင်းထဲမှာလာကြည့်ခဲ့ကြတယ်လို့သိရပြီးတော့ဝမ်ချမ်ပီယံရှစ်ကိုစီးပွားရေးအကျိုးပြုခဲ့တဲ့ပြိုင်ပွဲတစ်ပွဲလည်းဖြစ်ပါပြီကွင်းဝင်ကြီးတွေကလည်းဝမ်ချမ်ပီယံရှစ်ဟာဒေါ်လာ2တန်းကျော်လောက်ထိကိုမှရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါပြီ တကယ်ဆိုရင်တော့ one championship အနေနဲ့ PPV ဂျေးတွေကနေလည်းဝင်ွေရတင်တာပါ one championship က1172အတွက်ကိုနိုင်ငံတကာကို PPV ဝယ်ကြည့်ရမယ်လို့တတ်မှတ်ခဲ့တာဖြစ်ပြီးတော့နိုင်ငံအလိုက်ဇင်းနှုန်းတွေကိုလည်းတတ်မှတ်ထားပေးခဲ့ပါတယ်ဒါပေမဲ့ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာ PPV ကြီးစုနေတာကအဆင်မပြေဖြစ်ခဲ့ရပြီးတော့ One Championship ကတော့ဒီပွဲကိုတကမ္ဘာလုံးကိုအခမဲ့ကြည့်လို့ရအောင်ဆိုပြီးတော့အခမဲ့ကိုပြပေးလိုက်ပါတယ်။ One Championship ရဲ့ PPV ကြီးရတဲ့ website မှာလူဝင်များပြီးတော့အဆင်မပြေဖြစ်သွားခဲ့ရတာပါ။ဒီအတွက်လည်း One Championship က PPV ကြီးတွေကိုပြန်ရောပေးရတော့မလို့လည်းဖြစ်သွားခဲ့ရပါတယ်။ 1172ပြိုင်ပွဲမှာဆိုရင်တော့ထိုးကြီးများဆုံးဖိုက်တာကတော့ Rotten ပဲဖြစ်ပါတယ်။ Rotten ကတော့စာကလေးကတပွဲထိုးတက်ကြီးဘတ်စစ်တန်းထိကိုမှရရှိနေပြီးတော့ဝမ်ချန်ပီယံရှစ်ရဲ့ထိုးကြီးများဆုံးဖိုက်တာဖြစ်လေအလုံးကတည်ထားကြပါပြီ။1172ပြိုင်ပွဲမှာဆိုရင်တော့ Rotten ကထိုးတက်ကြီးအနေနဲ့ဘတ်15တန်းထိကိုမှရရှိသွားခဲ့တယ်လို့လည်းသိရပါပြီ။သူ့ရဲ့ထိုးကြီးကိုတော့ Rotten ကိုယ်တိုင်ကပဲထုတ်ပြောသွားခဲ့တာပါ။ဒါကတော့အလေထိုးအနိုင်ယူနိုင်ခဲ့လို့ရတဲ့ bonus တွေအပြင်ကမှတခြားသော sponsor ကြီးနဲ့ PPV ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ရတဲ့ဝေစုတွေကြောင့်ဘတ်55တန်းထိကိုမြင့်တက်သွားတယ်လို့ယူဆရပါတယ်။သူ့အနေနဲ့10မိနစ်ကျော်လောက်အတွင်းအလဲထိုးပြီးတော့ဒီလိုမျိုးထိုးခြင်းမျိုးကိုရတာကြောင့်တော်တော်လေးလက်တန်သွားခဲ့တယ်လို့ပြောလို့ရပါတယ်။ရော်ထန်ကတော့ဝေဖန်မှုတွေကြားထဲကနေနိုင်ပွဲကိုပြန်ယူပြခဲ့ပြီးတော့ဝမ်ရဲ့ပုံရိပ်အမြင့်ဆုံး Fighter ဖြစ်ကုန်မှာဆက်ရှိနေုံပဲဆိုတာကတော့သိကြပါပြီ။ဒီတစ်ပတ်ထိုးသွားတဲ့ UFC Final London ပြိုင်ပွဲမှာဆိုရင်တော့ UFC Welterweight Champion ဟောင်းကြီး Leon Edwards ကတော့ရှုံးပွဲကြုံတွေ့သွားခဲ့ရပါတယ်။ Trotter မြောက်ချီမှာပဲ Sean Brady က လီယွန်ကိုချုပ်ကွက်နဲ့ကိုမှပွဲသိမ်းပြသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီရှုပ်ပွဲရခဲ့လို့ချန်ပီယံပြန်ဖြစ်နေတဲ့လီယန်အက်ဒဝဲရဲ့အိမ်မက်ကလည်းအလံဝေးသွားခဲ့ရတာဖြစ်ပါတယ်။ချောင်ပရီဟာဆိုရင်တော့တချိန်တုန်းကရှုပ်ပွဲမရှိကိုပွဲချန်ပြဖို့ခဲ့တဲ့ဖိုက်တာတယောက်ဆိုပေမဲ့လို့ဘီလီမူဟာမက်ကိုရှုံးနေပြီးတော့ရှုပ်ပွဲမရှိစံချိန်လည်းပြတ်ခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူကဂေဘက်ဘန်စ် ကီဗင်ဂက်စတဲလန်တို့ကိုပါအနိုင်ယူထားနိုင်ခဲ့တယ်လို့အခုလေလီယိုအက်ဒဝတ်ကိုပါအနိုင်ယူနိုင်နေတဲ့အကြောင်းခပတ်လူကွင်းနဲ့ပါနေဆက်လာခဲ့ပြီလေဖြစ်ပါတယ်။ဒီဘက်မှာဆိုရင်လေရှောင်းပရဒီကလီယိုအက်ဒဝတ်ကိုအပြတ်တက်ကိုအသာစီယူသွားနိုင်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ပထမအချီမှာတော့နှစ်ယောက်သားစထရိတ်ကင်းရှင်ထိုးခဲ့ကြရမှာလေရှောင်းပရဒီကပဲအသာရခဲ့တာလေဖြစ်ပါတယ်။ဒုတိယအချီကနေစပြီးတော့ရှောင်းကဝင်လုံးလာခဲ့ပြီးတော့လီယိုကိုချုပ်ွက်ဖော်ဖို့ကြိုးစားတယ်လို့ ground and pound မှာလေစိတ်ကြိုက်ထူထောင်နေခဲ့တာပါ။ဒုတိယချီကတော့လီယိုအက်ဒဝတ်အတွက်ကိုမှအဆိုးအဝါဆုံးဖြစ်ခဲ့ရပြီးတော့ဘာမှကိုမတုံ့ပြန်နိုင်ခဲ့ပါဘူး။ ကျန်တဲ့ချီရစ်ကလည်း ground မှာအချင်းကုန်နေခဲ့ရပြီးတော့ Leon Edward ကတော့တော်တော်လေးကိုမှအထင်အနိုင်ခဲ့ရပါတယ်။ပွဲချင်းကြလေအထင်အနိုင်ဖြစ်လာခဲ့တဲ့ Leon Edward ကတော့ Stoda G မှာတော့ဘလုံးမကိုမကောက်ွယ်နိုင်တော့ဘဲနဲ့ Shawbrady ရဲ့ Guillotine ချုပ်ကွက်နဲ့ကိုမှအရှုံးပေးလိုက်ရတာလည်းဖြစ်ပါတယ်။တရားရာကတော့ဒီနိုင်ပွဲကြောင့် ရှောင်းပယ်လီကတော့ UFC ဝေတာဝိတ်တန်းရဲ့ခေါင်းပိုင်ဆင်းတဲ့ကိုတလန်းလာနိုင်တော့မှာလည်းဖြစ်ပါရင်ကာမာရူအုစမန်နဲ့တခြားသောဝေတာဝိတ်တန်းရဲ့ခေါင်းပိုင်ဖိုက်တာတွေတောင်မှလင်ယိုအက်ဒဝတ်ကိုဒီလောက်ထိကိုမှမကစားပြနိုင်ခဲ့ပေမဲ့လို့ရှောင်းပယ်လီကတော့အပြတ်တက်ကိုမှအသာစီးယူပြသွားနိုင်ခဲ့တာလည်းဖြစ်ပါရင်သူ့အနေနဲ့ချက်ချင်းကြီးကိုခပ်ပတ်လူခွင့်ရဖို့အတွက်ကတော့မတိကျနေသေးပေနဲ့နောက်ထပ်တစ်ပွဲလောက်ကိုထပ်ထိုးရနိုင်ချေလည်းရှိပါရင် 172ပြိုင်ပွဲကတော့တွဲဆိုင်တူရဲဟာဆိုရင်တော့ပွဲနာနီမောက်ကိုပြတ်သွားခဲ့ရပါတယ်။အဲ့ဒါကတော့ Marigree Korean နဲ့ Japan Fighter Kaino တို့ရဲ့တွဲဆိုင်လေးဖြစ်ပါတယ်။ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲပြဿနာတွေလည်းရှိနေခဲ့ပါတယ်။ မာရက်ကတော့တက်မှတ်ဝေက0.75ပေါင်ပိုများနေခဲ့တာပါထုံးစံရကတော့ဝိတ်ပုံရင်ပြိုင်ဘက်ကိုထိုးကြီးခွဲပြီးတော့ cash rate ခေါင်းစဉ်အောက်ကနေကိုထိုးဖို့အတွက်ကိုမှညှိနှိုင်းကြရတာပါဝမ်ချန်ပီယံရှစ်ကတော့လုံရွေးလို့စင်ထိုင်လုံခဲ့ပေမဲ့လို့ကင်တိုရိုဘက်ကတော့လက်မခံဘဲနဲ့ပွဲဖြတ်ဖို့ကိုယ်တိုင်ဆုံးဖြတ်သွားခဲ့ပါတယ်။အကယ်တမ်းကတော့0.75ပေါင်ပဲဝိတ်ပိုရဲဆိုတာဟာပွဲဖြတ်ရလောက်အောင်ထိကိုများပြားတဲ့ပမာဏမျိုးတော့မဟုတ်ပါဘူး။သူတို့ဘက်ကအခုလိုမျိုးပွဲဖြတ်တာကြောင့်လေပြိုင်ဘက်ကရောဝမ်ချန်ပီယံရှစ်ရဲ့ CEO ချက်ထွေရိုးကပါဒေါသထွက်ခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မာရက်ကတော့ ကျွန်တော်တို့ကဒီဝဲကြီးအတွက်ကိုအများကြီးအချိန်ပေးပြီးတော့လေ့ကျင့်ပြင်ဆင်ထားခဲ့ရတာဖြစ်ပါတယ်။သူကတော့340ဂရမ်လောက်ဝေးပိုတာလောက်လေးနဲ့ပဲပွဲကိုဖြတ်သွားခဲ့ပါတယ်။ဒီပမာဏဆိုတာကရေတခွက်စာအလေးချိန်တောင်မရှိပါဘူး။သူ့အနေနဲ့ဒီလောက်ထိကိုမှကြောက်တတ်နေမယ်ဆိုရင်ဖိုက်တာမလုပ်တင်ပါဘူး။တင်းနစ်သာသွားကစားတင်ပါတယ်ဆိုပြီးတော့ဝေဖန်သွားခဲ့တာလည်းဖြစ်ပါတယ်။မာရက်ဘက်ကသာဒီလိုမျိုးပြောထားတဲ့အပြီးမှာတော့ဂျပန်ဖိုက်တာကိုင်တိုဘက်ကလည်းတုံ့ပြန်လာခဲ့ပါတယ်။ ကန်တူကတော့မာရက်အနေနဲ့သူ့ကိုစော်ကားပြောဆိုခဲ့တာတွေအတွက်ကိုတောင်းပန်ရမယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။သူပြောဆိုခဲ့တာတွေအတွက်ကိုမှပြန်ပြီးတော့တောင်းပန်ရပါလိမ့်မယ်။ကျွန်တော်ကတော့ပွဲထိုးဖို့ရှောင်ခဲ့တာမဟုတ်ပါဘူး။တကယ်တမ်းဒီပွဲကသူ့ကြောင့်ပဲပြတ်သွားရတာလည်းဖြစ်ပါတယ်။သူကတော့တတ်မှတ်ထားတဲ့စီမင်းတိုင်းကိုဝေးမချင်ခဲ့ပါဘူး။အဲ့ဒီလိုမျိုးတရားဝင်ဝေမချင်ထားတဲ့ပွဲတက်မှတ်ချက်နဲ့ကန့်ညင်မှုမရှိတဲ့သူမျိုးပဲဖြစ်ပါရည်ဆိုပြီးတော့ကန်တိုကတော့ပြောသွားခဲ့တာလေးဖြစ်ပါရည်ဒီလိုမျိုးဖိုက်တာတွေကြားအငင်းခုန်နေဆိုတာကလည်းတိုက်ခိုက်ရေးလောကမှာရှိနေကြပဲဖြစ်ပါရည် တကယ်နဲ့အရေးကြီးတာကတော့အဖွဲ့အစည်းရဲ့သဘောတရားပဲဖြစ်ပြီးတော့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးဆုံးဖြတ်ရတာကလည်းအဖွဲ့အစည်းကတာဝန်ရှိတဲ့သူတွေပဲဖြစ်ပါရင်ချက်တွေကတော့ဒီပြဿနာမှာမာရက်ဘက်ကပဲရည်တည်ပြီးတော့ကိုင်နိုကိုဝေဖန်သွားခဲ့တာပဲဖြစ်ပါရင်ကိုင်နိုကတော့အလွယ်ကူဆုံးနီလန့်ကိုရွေးသွားတာပါ350ဂရမ်လာဝိတ်ပိုတယ်ဆိုတာဟာဘလောက်မှများတဲ့ပမာဏမှာဟုတ်ပါဘူးတကယ်ထိုးခြင်းတဲ့သူကပွဲမဖြစ်ဖြစ်အောင်လုပ်ပဲလုပ်ပါပါဘလို့ပဲဖြစ်ဖြစ်သူ့အနေနဲ့ကတော့ထိုးခြင်းရသွားခဲ့ပါရင်ကျွန်တော်ကတော့ထိုက်တန်မှုမရှိဘူးလို့ထင်ပါရင် သူ့အနေနဲ့ဝမ်ထက်နေတဲ့အဖွဲ့အစည်းတွေမှာပဲထိုးတင်တာပါဆိုပြီးတော့ချက်ထွေကတော့ပြောသွားခဲ့တာပဲဖြစ်ပါဘူး1172မှာမူလကဒုတိယကောင်ပွဲဖြစ်ခဲ့တဲ့စူပါလက်နဲ့နဘေတို့ရဲ့တွဲဆိုင်ဟာဆိုရင်တော့စူပါလက်ဝိတ်ပိုလိုအပြောင်းလဲတွေဖြစ်ခဲ့ရပါတယ်။နောက်ဆုံးညှိနှိုင်းမှုတွေပြီးသွားမှာတော့ဝမ်ချက်ပြည့်ရဲ့ချက်ကဒီတွဲဆိုင်ကိုချန်ပီယံလူပွဲခေါင်းစဉ်အောက်ကနေမဟုတ်တော့ဘဲနဲ့တာမန်၃ကြိမ်ပွဲဖြစ်တာပြောင်းလဲပေးလိုက်ပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာအနိုင်ရခဲ့တဲ့နဘေအတွက်ကလည်းနစ်နာသွားခဲ့ရပြီးတော့အနိုင်ရခဲ့တာတောင်မှချန်ပီယံတူဖြစ်မလာရပါဘူး။ပွဲပြီးအင်တာဗျူးမှာဆိုရင်လည်းနဘေက သူ့အတွက်နင်းနိုင်ရတယ်ဆိုပြီးတော့ပါပြောလာခဲ့ပါတယ်။တကယ်တမ်းဆိုရင်တော့လက်ရှိမှာကျွန်တော်ဟာ champion တူဖြစ်နေရတော့မှာပါ။ဒီလိုမျိုးမဖြစ်လာခဲ့တဲ့ပုံမှာစိတ်မကောင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဘာမှကိုမတန်နိုင်ပါဘူး။နောက်ပွဲကျရင်တော့ခပတ်လူပဲဖြစ်နေထိုးတက်ရဖို့အတွက်ကိုမျှော်လင့်ပါတယ်ဆိုပြီးတော့ဒပေးကတော့ပြောသွားခဲ့တာဖြစ်ပါတယ်။တကယ်တမ်းဆိုရင်တော့ champion ဖြစ်တဲ့ fighter ကဝိတ်ပုံနေတယ်ဆိုရင်တော့မှပွဲကို champion လူပဲခေါင်းစဉ်အောက်ကနေဆက်ပြီးတော့ကျင်းပနိုင်ပါတယ်။အရင်ကလည်းဒီလိုမျိုးကိုကျင်းပတဲ့ပွဲတွေလည်းရှိခဲ့ပူပါတယ်။ ချန်ပီယံကတော့ဝိပုံနေတယ်ဆိုရင်သူ့ကိုခပတ်ဖြိုးချလိုက်ပြီးတော့အနိုင်ရရင်တော့မှချန်ပီယံခပတ်မပေးဘဲနဲ့အဆင့်တနေရပြန်ပေးပြီးတော့ခပတ်ကိုထပ်လုခိုင်းရတာဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့စင်ခေါ်သူအနိုင်ရရင်တော့ချန်ပီယံဖြစ်လာနိုင်ခွင့်ရှိပါတယ်။ပွဲကတော့ချန်ပီယံလူပွဲခေါင်းစဉ်အောက်ကနေဘာလို့မဖြစ်လာတလဲဆိုတဲ့အကြောင်းရင်းကိုမစ္စတာချက်ထရီကတော့ဒီလိုမျိုးရှင်းပြလာခဲ့ပါတယ်။တကယ်ကတော့ခပတ်လူပွဲဖြစ်ကိုမထိုးသက်ချင်တာကစူပါလက်ရဲ့ဆန္ဒလို့သိရပါတယ်။စူပါလက်ကတော့ဒီပွဲကိုခပတ်လူပွဲအနေနဲ့ဆက်ကျင်းပမယ်ဆိုရင်တော့သူ့ဘက်ကကိုလက်မခံပဲနှုတ်ထွက်မယ်လို့ပြောခဲ့တာလည်းဖြစ်ပါရင် ဒါကြောင့်ဝက်ဒီတွဲဆိုင်ကိုတုံးကြည့်ပွဲအနေနဲ့ကိုမှစီစဉ်လာရတာပါ။ဒါနဲ့ပတ်သက်ပြီးတော့ CEO Mr. Chatri ကစူပါလက်ကဒီပွဲကိုဖျက်တော့မလို့လုပ်နေခဲ့တာပါ။ဒါကြောင့်မလို့ဝမ်ချမ်ပီယံရှစ်တင်းကဝင်ပြီးတော့နှိမ့်နိုင်ပေးခဲ့ရပါတယ်။စူပါလက်တာနှုတ်ထွက်သွားရင်တော့နဘေးတွက်ကတော့ပြိုင်ဘက်ရှာပေးနိုင်တော့မှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့တုံးကြည့်ပွဲဖြစ်ကိုမှထိုးဖို့ကိုသဘောတူခဲ့ကြတာလို့ချက်ထီကတော့ပြောပြသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်ကတော့မြန်မာဖိုက်တာတွေကိုဇက်တိုက်ကိုပွဲထုတ်နေခဲ့ပေမဲ့လေဒီတစ်ပတ်ကျင်းပသွားမယ့် One Friday Fight 102ပြန်ပွဲမှာဆိုရင်တော့မြန်မာဖိုက်တာတအူးမှကိုပါဝင်လာခဲ့ခြင်းမရှိပါဘူးဒါပေမဲ့လေပရိသတ်တွေအပွဲမှုအခိုင်အမာရရှိထားတဲ့ Philippine 2 Fighter မှလည်း Eric Gabomo ကဦးဆိုတဲ့တွဲဆိုင်တော့ပါဝင်လာခဲ့ပါတယ်သူမကတော့လှပတဲ့ရုပ်ရည်ကြောင့်လေမြို့သားပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရထားတဲ့ fighter မလေးတူပဲဖြစ်ပါတယ်။ရုပ်ရည်ချောမောယုံတာမကပဲနဲ့ကွင်းအတွင်းစမ်းဆောင်ရည်တွေကလည်းပုံမကောင်းမွန်တဲ့ fighter မလေးတူဖြစ်လို့နေပါတယ်။ ဘူမိုကာအိုဟာဆိုရင်တော့ဝမ်ချန်ပီယံရှစ်မှာနှစ်ပွဲထိုးတက်ထားပြီးတော့နှစ်ပွဲစလုံးကိုလည်းအမှတ်နှစ်ကိုမှအနိုင်ယူထားနိုင်ခဲ့ပါတယ်။အခုထိုးတက်သွားရမယ့်ပွဲကတော့သူမအတွက်ဝမ်မှာတတိယမြောက်ပွဲလေးဖြစ်ပါတယ်။သူမရဲ့ပြန်ဘက်ကတော့ Spain Fighter Ria Rubio ဆိုတဲ့သူပဲဖြစ်ပါတယ်။ သူမကလည်းအခုမှဝမ်ချမ်ပီယံရှစ်မှာပွဲဦးရက်အနေနဲ့ကိုထိုးတက်သွားရမှာဖြစ်ပါတယ်။ရူဘီယိုဆိုတာဟာမွေထိုင်းလောကမှာတော့ကိုးပွဲနိုင်နှစ်ပွဲရုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ဒီပွဲကတော့ပိုမိုကာအိုအတွက်ကိုမှရှင်းနေပွဲတုန်းကထက်ကိုပိုပြီးတော့ခက်ခဲနိုင်တဲ့အနေအထားမျိုးတွေကိုတွေ့နေရပါတယ်။သူမအနေနဲ့ကတော့ဝမ်ချမ်ပီယံရှစ်မှာသုံးပွဲဆက်နိုင်ပွဲဆက်ယူပြသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ဒီကနေ့အတွက်ကတော့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ ။လာမယ့်နေ့ရက်တွေမှာလည်းအားကစားလောကရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်ပွဲရကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။